သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ဂျွန်လ1ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တမ်းရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့ယတနာဘုံတော်လန်ရေးတပ်ဖွဲ့ခေါင်းဆောင်တအုပ်ဖြစ်တဲ့ခွန်ဆိုင်ခဘူတောင်းရဲ့ဇာပနာပြုလုပ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးမြို့မြေပြင်တပိတ်တွေမှာဥဆောင်ပါဝင်ခဲ့ပြီးလက်နက်ကင်တော်လန်ရေးကိုစော်စုံကူးပြောင်းခဲ့တဲ့ ရတနာပုံတော်လန်ရေးတပ်ဖွဲ့မှတမူးခွန်ဆိုင်ခဘူတောင်းကြဆုံးခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့တွေစီကနေသိရှိရပါတယ်။မေလ28ရက်နေ့ကစစ်ကောင်စီကိုရင်ဆိုင်တိုက်ခိုက်ရင်းတိုက်ပွဲအတွင်းရှေ့တန်းတနေရာမှာကြဆုံးခဲ့တယ်လို့သိရှိရပါတယ်။ရဲဘော်ခွန်ဆိုင်ဟာရတနာပုံတော်လန်ရေးတပ်ဖွဲ့မှဗဟုကော်မတီဝင်ဖြစ်ပါတယ်။မန္တလေးမြို့ပေါ်ပျောက်ကြားတပိတ်တွေမှာဥဆောင်ပါခဲ့တယ်။လက်နက်ကင်တော်လန်ရေးကိုပြောင်းတဲ့အချိန်မှာလဲသူကအစောဆုံးလို့တောင်ပြောလို့ရတယ်။2021ဧပြီလလောက်မှာတင်းနှံတက်ပြီးနေပြီ။ 2022လောက်အထိမြို့ပေါ်မှာယူကြည်လုပ်ခဲ့တဲ့တော်လန်ရေးတိတ်ခါကအသက်ထက်အရေးကြီးတယ်လို့ပြောပြီးသူနောက်ဆုံးအထိတက်တည်ပြသွားခဲ့တယ်လို့တော်လန်ရေးရဲဘော်တအူးကပြောပါတယ်။တက်မူးခွန်ဆိုင်ကြဆုံးချိန်မှာအသက်22နှစ်သာရှိသေးတယ်လို့သိရှိရပါတယ်။သူကြဆုံးခဲ့တဲ့တိုက်ပွဲအကြောင်းကိုတော့လက်တလောအခြေအနေအရထုတ်ပြန်လို့မရသေးဘူးလို့နှိဇက်သူတွေကဆိုပါတယ်။တက်မူးခွန်ဆိုင်ရဲ့နာရေးကိုမေလ31ရက်နေ့မှာရဟန်းရှင်လူပြည်သူအများနဲ့ကြံရစ်သူရဲဘော်ရဲဘက်တွေကပြုလုပ်ခဲ့ပါတယ်။ ဇာပနအခမ်းအနားမှာကြာဆုံးသွားပြီဖြစ်တဲ့ရဲဘော်ခွန်ဆိုင်ခဘူတောင်းကိုလေးနဲ့ဥညွတ်အလေးပြုခြင်းတော်လန်ရေးမဟာမိတ်အတီးတီးမှပေးပို့တဲ့တဝင်းလွာများဖတ်ကြားခြင်းနဲ့ကြံရစ်သူပြည်သူများကလွမ်းသူပန်းကိုချခြင်းတို့ကိုပြုလုပ်ခဲ့ကြရတယ်လို့ယတနာပုံတော်လန်ရေးတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ရှင်တန်ချိန်မှာလေးစားပွဲဖြစ်တဲ့အတွက်ကြာဆုံးချိန်မှာလည်းဂုံယောင်ပြောင်မြောက်တဲ့ဘူတောင်းမှာအသက်ရှိသရွေ့ပြည်သူအကျိုးကိုထမ်းရွက်ခဲ့သူဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်ကိုအသက်ပေးဆက်သည့်အထီးတိုင်း ကျိုးပန်းတိုက်ထုတ်ခဲ့တဲ့ဗိုလ်တောင်းရဲ့စိတ်ဓာတ်လှုပ်ဟန်တဲ့ရက်တီကြက်တွေကိုစံနမူနာယူပြီးလက်နက်ကင်တော်လန်ရေးကိုတက်ဆွမ်းသမျှကျိုးပန်းပြီးဆက်လက်ဆင်နွှဲတိုက်ပွဲဝင်သွားမယ်လို့ရတနာဘုံတော်လန်ရေးတပ်ဖွဲ့ကဖော်ပြထားပါတယ်။နောက်ထပ်သိရှိရတဲ့သတင်းကတော့စကိုင်းမြို့တပ်မ33ဌာနချုပ်ကိုရှော့တိုက်တုံး3လုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုရှိနိုင်ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာရှိတဲ့အမှတ်33ချင်းမြန်တပ်မဌာနချုပ်ကိုရှော့တိုက်တုံး3လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရမှာတက်မှာဌာနချုပ်တွင်ထိရောက်စွာကြရောက်ပေါက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သားများထိခိုက်သိမ်းဆုံးမှုရှိနိုင်ကြောင်း Brave Warriors of Myanmar BWM အဖွဲ့တာဝန်ရှိသူတို့ကပြောကြားပါတယ်ယမန်နေ့မေလ31ရက်နေ့မွန်လွယ်2:20မိနစ်အချိန်ကစကိုင်းမြို့ပေါ်မှာရှိတဲ့အမှတ်33ချင်းမြန်တက်မဌာနချုပ်တက်မ33စခန်းအတွင်းကိုတရားခွန်မမရှော့တိုက်တုံး၃လုံးနဲ့ပစ်ခတ်တိုက်ခိုက်ရမှာထိရောက်စွာကြာရောက်ပေါက်ကွဲမှုရှိခဲ့ပြီးအကြံဖတ်စစ်ကောင်စီတပ်သားများ ထိကိုက်တိတ်ဆုံးမှုနဲ့ပျက်စီးမှုများကိုစုံစမ်းနေစေဖြစ်ကြောင်းသိရှိရပါတယ်။သုံးလုံးစလုံးထိရောက်စွာပြစ်ခတ်နိုင်ခဲ့ပါတယ်။ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်ရမှအရန်နာမည်ကြီးတဲ့တပ်မှ၃၃ကိုအခုလိုလက်တုံပြန်နိုင်လို့ကျွန်တော်တို့ကြေညာပါတယ်။လာမယ်ဆိုတဲ့စစ်ကောင်စီထိပ်သီးခေါင်းဆောင်ကိုလည်းချင်းချောက်နိုင်လို့ပြည်သူတွေခံစားရတဲ့မလုံခြုံမှုကိုသူတို့ကိုပြန်လုပေးနိုင်လို့ကြေညာပါတယ်လို့ Brief Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတဦးကပြောကြားပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Shadow စကိုင်းအဖွဲ့ No More Detectorship NMD အဖွဲ့နဲ့စကိုင်းမျိုးပြပျောက် जा Infinity အဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အမှတ်33ချင်းမြန်တက်မှဌာနချုပ်တက်မှ33ဟာຫນွေဦးတော်လန်ရေးကာလတလျှောက်မှာပြည်သူအပေါ်ကိုညှင်းဆဲတတ်ဖြတ်ရမှအရက်ဆက်ဆုံးတက်အဖြစ်နာမည်ကြီးတဲ့ စစ်ကောင်စီရဲ့လက်ရုံးတက်ဖြစ်တယ်လို့လက်ရှိမှာလဲတက်မ33ရဲ့ဒုတက်မမှုဦးစည်းကစကိုင်းမြို့နယ်အတွင်းကကြေးရွာများမှာပြည်သူများကိုဖမ်းဆီးပြီးလူသားတိုင်းလောက်ကစစ်ကြောင်းထိုးနေကြောင်းသိရှိရပါတယ်။အဲ့ဒီလိုနှိပ်စက်မှုကိုတုံ့ပြန်တဲ့အနေနဲ့လကောင်းအဆိုပါတက်မ33စကန်းတဲကိုစစ်ကောင်စီရဲ့ထိပ်သီးခေါင်းဆောင်တအုပ်လာရောက်မှာကိုတရင်ရရှိတဲ့အတွက်ကြောင့်လကောင်းစစ်ကောင်စီထိပ်သီးခေါင်းဆောင်များအတွက်ပင်ပြေးစီရမြေမရှိမိသည့်နေရာမှာလုံခြုံမှုမရှိဖြစ်စေရန်အတွက် BWM နဲ့မဟာမိတ်များက တက်မ33နဲ့၎င်းတို့ရဲ့ထိပ်သီးခေါင်းဆောင်နှိမ်နင်းရေး BWM Mission 40ကိုပေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။၎င်းတက်မကိုလာမဲ့စစ်ကောင်စီထိပ်သီးခေါင်းဆောင်မှာမိသူဖြစ်ကြောင်းကိုစုံစမ်းနေဆဲဖြစ်ပြီးယနေ့ Mission အောင်မြင်အောင်ကူညီခဲ့ကြတဲ့နေမီကန်တော်လန်ရဲ့အဖွဲ့များကိုလည်းအထူးကျေးဇူးတင်ရှိပါကြောင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စကန်းသိန်းမြို့သိန်းနဲ့ထင်းသားမြင်သားရှိတဲ့စစ်ပွဲအောင်နိုင်သည့်အထိတိုက်ခိုက်နိုင်တဲ့အရာရှိနဲ့စစ်သည်များကိုအသက်အရွယ်နဲ့အရေးအချင်းကန့်တတ်ချက်မထားဘဲ ရာထူးတိုးပေးမယ်လို့မင်းအောင်လှိုင်ကမလုံးပေးနေကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတော်စကန်သိမ့်မြို့သိမ့်နဲ့တင်သားမြင်သားရှိတဲ့စစ်ပွဲအောင်နိုင်သည့်အထိတိုက်ခိုက်နိုင်တဲ့အရာရှိနဲ့စစ်တီများကိုအသက်အရွယ်နဲ့အရေးချင်းကန့်သက်ချက်မထားဘဲရာထူးတိုးပေးမယ်လို့မင်းအောင်လှိုင်ကမလုံးပေးတဲ့ညွန်ကြားချက်တည်းရထုတ်ပြန်လာကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီကလာမယ့်နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမှာဖြစ်ကြောင်း ထို့ကြောင့်နိုင်ငံတော်တည်ငြိမ်ရေးနဲ့လုံခြုံရေးအတွက်တက်မတော်သားများအပါအဝင်နိုင်ငံသားတိုင်းမှာတာဝန်ရှိကြောင်းနေမီတည်ငြိမ်အေဂျင့်ရေးနဲ့ဥပဒေစိုးမိုးရေးဆောင်ရွက်ရာမှာစကန့်သိမ့်မျိုးသိမ့်နဲ့ဆုံးရှုံးနေမီများပြန်လည်ရရှိရေးတိုက်ပွဲအနိုင်ရရှိသည့်အထိတိုက်ခိုက်နိုင်တဲ့အရာရှိစစ်သည်များအားလုံးကိုအသက်အရွယ်ပညာအရေးအချင်းနဲ့ယာရုဆိုင်ရာကန့်သက်ချက်များမထားတော့ဘဲယာရုတို့အဆင့်တိုးပေးမှာဖြစ်ကြောင်းဒါအပြင်ထိုက်ထိုက်တန်တန်စုချမှာလည်းဖြစ်ကြောင်းသိရှိရပါတယ်။ စကန်သိန်းမျိုးသိန်းနဲ့ဆုံရှုံထားတဲ့နေမျိုးတွေပြန်ရအောင်တိုက်ပွဲတွေအနိုင်ရရှိရင်ယာဒူးတို့အဆင့်တိုးပေးမယ်အဲ့ဒီလိုတိုးပေးတဲ့နေရာမှာအသက်အရွယ်အရေးအချင်းကန့်သက်ချက်မထားဘဲတိုးပေးမယ်လို့ညွှန်ကြားချက်ထုတ်လာတယ်တင်တာမြင်တာရှိတဲ့တိုက်ပွဲအောင်နိုင်မှုတွေဆိုရင်စုတစိတ်တွေးပါချိမြင့်မယ်လို့ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုပါတယ်။အဲဒီလိုစစ်ကောင်စီကမတ်လုံးပေးရမှာစစ်မှုတန်းတပ်သားများလည်းအကျုံးဝင်ကြောင်းယာဒူးတိုးရမှာလည်းတိုက်ခိုက်စွမ်းရည်နဲ့စစ်ပွဲအောင်နိုင်မှုအပေါ်မူတည်ပြီးတိုးမြင့်ပေးမှာဖြစ်ကြောင်း ဖိုက်တန်တဲ့ယာတို့နဲ့အစင်များနဲ့အတူလာစာစုကြည်အပအဝင်အခြားအခွင့်အရေးများပါခန်းစားကွင့်ပေးမှာဖြစ်ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်ကောင်စီတပ်အတွင်ပြည်သူကာကွယ်ရေးတပ်များထံကိုအလင်းဝင်ခြင်းထွက်ပြေးခြင်းစကမ်းနဲ့မြို့များကိုကုကံကာကွယ်ခြင်းမပြုတော့ဘဲထွက်ပြေးခြင်းလက်နက်ချခြင်းစစ်တုံးပန်းအဖြစ်အဖမ်းခံခြင်းများဖြစ်ပေါ်လျက်ရှိကြောင်းတော်လှန်ရေးတပ်ဖွဲ့များရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ထပ်မံတင်ဆက်ပေးခြင်းကတော့ဘင်္ဂလားဒေ့ရှ်စစ်တကောင်တောင်တန်းနယ်မှာ ခွဲထွက်ရေးအဖွဲ့တစ်ခုရဲ့ယူနီဖောင်းတောင်းတဲ့ချီပြီးဖမ်းမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်တောင်တန်းတွေကခွဲထွက်ရေးလှုပ်ရှားနေတဲ့လက်နက်ကင်တပ်ဖွဲ့ Cookie Chin National Front KNF ရဲ့စစ်ယူနီဖောင်းအစုံတောင်းတဲ့ချီပြီးဖမ်းမိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကရေးသားဖော်ပြကြပါတယ်။ စစ်တကောင်တောင်တန်းဒေသမှာလှုပ်ရှားနေတဲ့လက်နက်ကင်ခွဲထွက်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ကိုကီချင်းမျိုးသားတပ်ဦး KNF အတွက်အထည်ချုပ်စက်ယုံတွေမှာပြုတ်လုထားတဲ့ uniform အစုံတပေါင်းခွဲကိုရဲတပ်ဖွဲ့ကလွန်ခဲ့တဲ့မေလ28ရက်နေ့ပိုတဟူးနေ့မှာတင်စေရမိခဲ့တယ်လို့ဆိုပါတယ်။မေလ28ရက်နေ့အစောပိုင်းမှာစစ်တကောင်မျိုးရဲ့ Noya Head Area မှာရှိတဲ့အထည်ချုပ်စက်ယုံတစ်ခုရဲ့ဂိုဒေါင်ကနေ KNF စစ်သားဝစ်စုံ1985တဲ့ကိုရစ်တက်ဖွဲ့ကတင်ဆက်ရမိခဲ့ပြီးမေလ18ရက်နေ့မှာတော့စစ်တကောင်းမြို့ရဲ့ Visit Bostami Area မှာရှိတဲ့ Rainbow Apparel အထည်ချုပ်စက်ရုံကနေ Uniform 2300ကိုတင်ဆက်ရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။လက်ရှိအချိန်ထိလက်နက်ကင်အဖွဲ့အစည်းတွေရဲ့ Uniform စုစုပေါင်း 4885တို့ကိုတင်ဆက်ရမိခဲ့ပြီးတရားစီးနှင်းမှု3ခုအတွင်းမှစက်ယုံပိုင်ရှင်ကန်ထရိုက်တာတွေအပါအဝင်လူ၄ဦးကိုဖမ်းဆီးထားပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ခဲ့တယ်လို့ The Daily Sun မှာသတင်းဖော်ပြထားပါတယ်။ဒီ uniform တွေကိုငွေတာကာနှစ်ကရေတန်စာချုပ်နဲ့အမှားစာပေးပို့ကမှာယူခဲ့တယ်လို့သိရှိရပါတယ်။ KNF အဖွဲ့ဟာ2022ခုနှစ်မှာစစ်တကောင်တောင်တန်းဒေသမှာ ပေါ်လာတဲ့လက်နက်ကင်အဖွဲ့တစ်ခုဖြစ်ပြီးစစ်တကောင်တောင်တန်းကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကနေခွဲထွက်ရေးအတွက်လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်တယ်လို့သိရှိရပါတယ်။စစ်တကောင်တောင်တန်းနယ်မှာဘင်ဒရိုဘင်ခရိုင်၊ရန်ကာမတီခရိုင်နဲ့ကာကာဆိုရီခရိုင်၃ခုရှိပြီးလူနည်းစုမျိုးနွယ်စုဝင်တွေအများဆုံးနေထိုင်ကြတဲ့ဒေသဖြစ်တယ်လို့သိရှိရပါတယ်။ ထပ်မံသိရှိရတဲ့သတင်းကတော့မြဝတီမျိုးဆောင်တက်ခလာယာနှစ်ခွန်ကတိုက်ရင်းကိုတော်လန်ရေးတက်တွေပြစ်ခတ်တိုက်ခိုက်နေကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမျိုးဆောင်တပ်ဖြစ်တဲ့ခလာယာနှစ်ခွန်ကတပ်ရင်းကိုတော်လန်ရေးတပ်တွေကကရင်ပြည်နယ်မြဝတီမျိုးဆောင်တပ်ဖြစ်တဲ့ခလာယာနှစ်ခွန်ကတပ်ရင်းကိုတော်လန်ရေးတပ်တွေကယမန်နေ့ညာအိုးပိုင်းမှာလက်နက်ကြီးတွေနဲ့စစ်တိုက်ပစ်ခတ်တိုက်ခိုက်နေပါတယ် ယမန်နေ့မေလ31ရက်နေ့ညအိုးပိုင်း9နာရီလောက်ကစတင်ပြီးည10နာရီလောက်အထိတော်လန်ရေးတပ်ဖွဲ့တွေကခလာရ2.5တိုက်ရင်းတွေကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာလို့ကရင်စစ်ရေးတရင်အရင်မြစ်ကဆိုပါတယ်။သူပစ်ကိုပစ်ပဲဟိုနေ့ညက2.5ကလက်နက်ကြီးတွေနဲ့လှမ်းပစ်လို့ဒီနေ့ KNU အဖွဲ့တွေကလာပစ်နေတာလို့ကရင်စစ်ရေးတရင်အရင်မြစ်ကပြောပါတယ်။ မေလ28ရက်နေ့ကမြဝရီမြို့တောင်ပန်းနားကဝေါ်လီမြို့ပေါ်ကကနေလီတက်စကန်းကိုတိမ့်ပိုက်ခံရအပြီးမှာခလာယာနစ်ခွန်ကတက်ရင်းကတော်လန်ရေးတက်ဖွဲ့ရရှိရာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။မြဝရီမြို့ကတအူးကတော့ခလာယာနစ်ခွန်ကတက်ရင်းတွေကိုအနည်းဆုံးလက်နက်ကြီး၁၀လုံးကြားရောက်ပောက်ကွဲခဲ့တယ်လို့သူကဆိုပါတယ်။မြို့ရင်းထဲမှာစစ်ဖြစ်နေတဲ့အတိုင်းပဲလို့ဆက်ပြောပါတယ်။ခလာယာနစ်ခွန်ကတက်ရင်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL PDF Cobra စစ်ကြောင်းပူးပေါင်းတပ်တွေက2024 April 10ရက်နေ့ညကအဲ့ဒီတပ်ရင်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ခလာယာနစ်ခွန်ကတပ်ရင်းတွေကတပ်မလေးလေးတပ်မှမူဘူမူကြီးစိုးမင်းထက်အပအဝင်စစ်ကောင်စီတပ်သားတရာကျော်ဟာမြန်မာထိုင်းချစ်ကြည်ရေးတရားအမှတ်နှစ်အောက်မှာတွားရောက်ခိုးလုံခဲ့ရပါတယ်။ဒေါ်လန်ကြီးပူးပေါင်းတပ်တွေဟာခလာယာနစ်ခွန်ကတပ်ရင်းကိုတပတ်အကြာပဲထိန်းချုပ်ပြီးပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ အခုအဲ့ဒီနှစ်ခုငါးထဲမှာမြန်မာထိုင်းနယ်စပ်ကတစကန်းသိန်းတိုက်ပွဲတွေကနေထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးတဲ့စစ်သားတွေဟာနှစ်ခုငါးထဲကိုပြန်လည်ဝင်ရောက်ရှိနေကြပါတယ်မြန်မာထိုင်းနယ်စပ်ကဗလဲတိုစကန်းသိန်းတိုက်ပွဲကနေထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား60ကျော်ကိုမေလ28ရက်နေ့မှာနေစက်ဂိတ်ဖြစ်တဲ့16ဂိတ်ကနေမြဝတီမျိုးဆောင်တပ်ဖြစ်တဲ့ခလာယာနှစ်ခုငါးတပ်ရင်းတွေကိုပြန်ပို့ခဲ့တယ်လို့လူမှုຫນွေဦးရဲ့စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ် ပလဲတိုတက်စခန်းကနေထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား62ဦးကိုကရင်နယ်ကြားဆောင်တက် BGF ရဲ့ ML စစ်တေတာမှုပုံမှုကြီးမုတ်တုံထိန်ချုပ်မှုအောက်ကနေနေဆက်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့16ဂိတ်ကနေပြန်ပို့ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်သားတွေဟာစကန်သိန်းတိုက်ပွဲတွေကနေထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးပြီးပြန်ပို့တာတွေလုပ်ရင်အဲ့ဒီ16ဂိတ်ကနေပဲပြန်ပို့တာလို့ဆိုပါတယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေဟာမြန်မာတိုင်းနယ်ဇက်ကစစ်ကောင်စီတပ်စခန်းတွေကိုဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နေတာပါပြီးခဲ့တဲ့မေလ23ရက်နေ့ကကော့ကရိတ်မြို့နယ်ကစစ်ကောင်စီရဲ့ဗလဲတိုတပ်စခန်းသိမ်းတိုက်ပွဲကနေစစ်ကောင်စီတပ်သား62ဦးဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးခဲ့တာဖြစ်ပါတယ်ထွက်ပြေးပြီး9ရက်အကြာမှာပဲထိုင်းစစ်တပ်က16ဂိတ်ကနေပြန်ပို့ခဲ့တာလို့ဆိုပါတယ် မေလ28ရက်နေ့မှာလဲစစ်ကောင်စီတပ်သား62ဦးဟာထိုင်းနိုင်ငံအတွင်းကနေဖြတ်ပြီးတေဘောဘူဗျူဟာတပ်စခန်းကိုစစ်ကူလာခဲ့ပါတယ်။အဲ့ဒီစစ်ကောင်စီတပ်သား62ဦးကိုလဲတော်လန်ကြီးပူပေါင်းတပ်တွေကမေလ28ရက်နေ့မှာကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ28ဦးကထိုင်းနိုင်ငံဘက်အချမ်းကိုပြန်လည်ထွက်ပြေးခဲ့ပါတယ်။ ဒါအပြင်မေလ28ရက်နေ့ညာဦးပိုင်းမှာလည်းနေဆက်ကဝေါ်လီမျိုးနာကကနေလီစစ်ကောင်စီတပ်စခန်းကိုတော်လိုင်းရင်ပူပေါင်းတပ်တွေကသိမ်းပိုက်ရာမှာလည်းစစ်ကောင်စီတပ်သား52ဦးဟာထိုင်းနိုင်ငံဘက်အချမ်းကိုထတ်မှန်ထွက်ပြေးခဲ့ပါသေးတယ်။နေဆက်ဒေသမှာရှိတဲ့တပ်စခန်းတွေတိုက်ခိုက်ခံရတဲ့အခါမှာစစ်ကောင်စီတပ်သားတွေကအလွယ်တကူပဲထိုင်းနိုင်ငံဘက်အချမ်းကိုပြေးဝင်နေကြပါတယ်။ထိုင်းစစ်တပ်ကထိမ့်သိမ်းပြီးရက်တရက်ဘက်ကြားတဲ့အခါမှာတော့သူတို့ကိုစစ်ကောင်စီထံပြန်လွှဲပေးနေတာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလို့စုံတီနာဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းရင်ဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာ